ဒါလေရွေးကောက်ပွဲပြီးသွားမှဒီဟာကြီးကတကယ်ကိုပုံတရံသစ်နဲ့ဖြည့်ရှင်းရမယ်အခြေအနေလို့ကျွန်တော်အဲ့လိုမြင်ပါတယ်။ဒါဆိုအခုလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကနိုင်ငံရေးပိတ်နေတာပေါ့ political deadlock ဖြစ်နေတယ်လို့သဘောလား။နိုင်ငံရေးကပိတ်တာမှပျောက်လူနေပါဖြစ်နေတာ။လက်ရှိအားလုံးမင်းလာပါ။ပြည်သူပါတီအခါဥပဒေကြီးပေါ်ချက်လေးနားထောင်ကြည့်အောင်။မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါ။ ဒီကလေညဉ့်ညမ်းရင်းနဲ့ရွေးကောက်ပွဲဆိုတော့ကျွန်တော်ညဉ့်ညမ်းရင်းနဲ့ပဲစပြီးတော့မြမညဉ့်ညမ်းရင်းရထားကြီးကဘယ်ကိုရောက်နေပြီလဲဟိုတွဲလိုက်မှာစကောင်းပါတယ်ဆိုတာနေစပြောပါမယ်ထင်တယ်အဲ့တော့ညဉ့်ညမ်းရထားကြီးကလည်းတယောက်ကိုစကောင်းတစ်ကောင်းစီနဲ့မောင်းနေကြသလားတောင်းအောင်းပြရတယ်အဲ့တော့ပြောရရင်တော့အရင်က NCA တုန်းကအချိန်ရနေတဲ့ဟာလေးတွေပါအကုန်ပြတ်သွားတယ်နောက်တစ်ခုကဟို EO တွေဆိုမှာဆိုတာကဟို Central Command ရှိတယ်ဆိုတော့အခုကကြတော့ Actor အစ်စ်တွေက အယမ်းများလာတယ်။အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကလောလောဆယ်မှာငင်းငင်းရေးကိုပြောရင်ဒီအလဲဘဟုပေါ့စတဲလို့ရမယ်အခြေအနေကိုကျွန်တော်တို့ဖန်တီးပြီးတော့မှတပြေးပြေးချင်းတိုးချဲ့သွားဖို့တစ်ချိန်တည်းမှာလဲဘိုင်းလက်ထရယ်ပေါ့ဟိုတွေ့တာတွေ informal တွေ့တာတွေအဲ့ဒါတွေကိုကျွန်တော်တို့ကလှုပ်သွားဖို့လိုတယ်လို့မြင်ပါတယ်။အဲ့တော့လေကျွန်တော်တို့ဒီဘက်ကအာဆီယံလည်းပြောနေတယ်ရွေးကောက်ပဲလို့ရင် all inclusive ပါမယ်လို့ပြောနေပါတော့။ဒီဘက်မှာလည်းနတ်နတ်ကန်အဖွဲ့ကဥပမာပြင် EA ကိုရှိတယ် PDF ရှိတယ်အဲ့တော့ EAO နဲ့ PDF ကိုကျွန်တော်တို့တွဲမြင်လို့ရမလားခွဲပြီးတော့မြင်မလားအဲ့ဒါလေးတစ်ချက်လောက်ဟိုအခုကျွန်တော်တို့လက်တွေ့မြင်နေရတာဒါရှမ်းမြောက်အခြေအနေပေါ့ဆိုတော့တကယ်ကွဲသွားပြီပေါ့ဆိုတော့ EAO ကစကတည်းကသူတို့ရဲ့ဟိုပေါ်ပေါက်လာပုံမူလစင်းမြစ်တွေရှိတယ်နောက်သူတို့ရဲ့မျောမှန်းချက်တွေယာထားချက်တွေရှိတယ်အဲ့ဒါတွေကဒီအခုမှပူပူနွေးနွေးဖြစ်လာတဲ့ PDF တွေနဲ့ကဘယ်လိုမှထပ်တူဖြစ်မှာမဟုတ်ဘူးဒါအခုမှမဟုတ်ဘူးဟုတ်နော် ဟိုပြည်ပြေးပေါ့ဟလာဟိုပြည်ချစ်တက်မတော်ဖွဲ့တော့ကလည်းဟိုဒေတာကန်တိုင်းရင်းသားတွေရဲ့ဟိုစန္ဒာနဲ့ရောက်လာတဲ့ဒါဟိုပြည်ချစ်တက်မတော်ရဲ့စန္ဒာတွေနဲ့ကမတူတော့ကွဲကုန်ကြတယ် EBSDF သွားတော့လေတချို့ဒီပြဿနာတွေပေါ်လာတယ်ဒါကြောင့်ကျွန်တော်တို့ကဟိုလက်နက်ကင်တော်လိုင်းရေးနဲ့ပတ်သက်ရင်ကိုကိုတိုင်းလည်းစူးစမ်းခဲ့ဘူးတယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကတော့ဒီနိုင်ငံရေးနည်းလမ်းကိုပဲရွေးချယ်ခဲ့တာဖြစ်တယ်အဲ့တော့ခုနကပြန်မိကုန်းပြန်ပြောရင် PDF နဲ့ PDF တွေလည်းဖတ်တူဖြစ်မှာမဟုတ်ဘူးကွဲမှာပဲ all inclusive ရတဲ့မှာ EO တွေပဲပါတဲ့ PDF တွေမပါတဲ့ဆိုတော့လားဟုတ်တကယ်ကတော့တနတ်တန်တစ်ချက်ပေါက်ရင်အပြည့်စုံငင်းချမ်းတယ်လို့ပြောလို့မရဘူးဟုတ်ဒါကြောင့်တော့မလို့ကျွန်တော်တို့ကပြည့်စုံတဲ့ငင်းချမ်းရေးဆိုတာကတော့အားလုံးပါဝင်ဖို့လိုတယ်ဆိုတာမှန်တယ်သို့တော့တစ်ချိန်တည်းမှာတနေရာတည်းမှာအကုန်စုပြီးဆွေးနွေးဖို့ဆိုတာကတော့လက်တွေ့မဖြစ်နိုင်ဘူး ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုဆွေးနွေးတဲ့အဝန်းဝိုင်းကိုချဲ့ဖို့ပဲ more and more inclusive လို့ကျွန်တော်ကသုံးလုံးတာပေါ့နော်ဆိုတော့အဲ့ဒါကပိုပြီးလက်တွေ့ကြမယ်လို့မြင်ပါတယ်လက်ရှိရွေးကောက်ပွဲကိုနော်ကျင်းပမယ်ရွေးကောက်ပွဲရှာအဲရွေးကောက်ပွဲပေါ်ပြည်သူပါတီရဲ့သဘောထားဟိုကျွန်တော်တို့ကပါတီတောင်းပြီးဆိုကြတဲ့ကဒါရွေးကောက်ပွဲကကျွန်တော်တို့ကဖြတ်သန်းရတော့မယ်သို့တော့ကိုပြောရရင်ရွေးကောက်ပွဲဖြတ်သန်းတာဟာအာနာနဲ့သွားသွားပြီးတော့ဓာတ်ရိုက်ချိန်တာမဟုတ်ဘူး။ဘာလို့လဲဆိုတော့တာဝန်ယူခြင်းလို့ကျွန်တော်တို့ကဒီနီလန်ကိုရွေးတာ။အဲ့တော့ငင်းချမ်းကြီးအကြောင်းပြောရင်လည်းပဲ ဟိုရွေးကောက်ပွဲမလုပ်ရင်ဘယ်လိုဆက်ပြီးတော့ကျွန်တော်တို့ရင်ဆိုင်ရမလဲအဲ့တော့တာမန်ချင်းနေမဟုတ်ဘူးဆိုပြီးတော့6လတစ်ချိန်6လတစ်ချိန်တိုးနေတာကြီးကိုပဲကျွန်တော်ဇက်မျိုးကြီးကိုကျွန်တော်တို့ဆက်ရင်ဆိုင်မလားအဲ့ဒါမှမဟုတ်ရင်ရွေးကောက်ပွဲကနေနိုင်ငံရေးအခင်းအကျင်းတစ်ခုကိုကျွန်တော်တို့ဖန်တီးမလားဒါကိုကျွန်တော်တို့ကရွေးချယ်ရတယ်။ဟောဒါကြောင့်မလို့လေညဉ့်ညာရေးဆောင်ရွက်ဖို့ဆိုတာကလည်းရွေးကောက်ပွဲပြီးသွားမှဒီဟာကြီးကတကယ်ကိုပုံတံတန်တဲ့နဲ့ဖြည့်ရှင်းရမယ်အခြေအနေလို့ကျွန်တော်အဲ့လိုမြင်ပါတယ်။ ဒါဆိုအခုလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကနိုင်ငံရေးပိတ်နေတာပေါ့ political deadlock ဖြစ်နေတယ်သဘောလားနိုင်ငံရေးကပိတ်တာမှပျောက်လူနေပါဖြစ်နေတာဒါကျွန်တော်တို့ဆိုရင်ပြောရရင်ဟိုပုထုဇဉ်နေနဲ့ပြောရရင်ဒီရင်းနေတဲ့သူတော်တော်များများကတောက်ဦးတားတယ်မလုပ်သင့်တော့ဘူးတော့ပြောကျွန်တော်မိသားစုဟာအစားအရင်တော့အင်မတန်နိုင်ငံရေးထက်သန်တဲ့မိသားစုတောင်မှအခုချိန်နေပြီးမှတော့ပြောရင်မိသားစုနဲ့အေးအေးဆေးဆေးပြန်နေတာမျိုးကိုလိုချင်ကြတယ်ဆိုတော့အဲ့ဈားတွေကနေပြီးတော့ဒါကျွန်တော်တို့ဒီလောက်ဖြတ်သန်းခဲ့ပြီးတော့ဒီအခြေအနေကြီးကို လာပြစ်ထားခဲ့ရမယ်ဆိုတာကိုလက်မခံနိုင်လို့ကျွန်တော်တို့ကဆက်လုပ်နေတာဒါကြောင့်ဒီရွေးကောက်ပွဲဒီနိုင်ငံအပြောင်းလဲအတွက်ဒါဟိုပထမအဆင့်တစ်ခုပေါ့နော်ဒါကြောင့်ကျွန်တော်တို့ပြောနေတာအသွင်ကူးပြောင်းရေးရွေးကောက်ပွဲလို့ကျွန်တော်တို့ပြောနေတာ transitional election ဒါဟိုထပ်ကတလဲလဲပြောနေတာကဟာရွေးကောက်ပွဲပြီးရင်အာဏာရမယ်ဆိုတော့ခပ်ပင်းပင်းလောက်နေတော့ဟိုမပြောကြတာကောင်းတယ်နော်ဟိုကျွန်တော်အာနာကလိုချင်လို့ရှိရင်ထိုက်တင်တဲ့အာနာကတော့ပြီးခဲ့တဲ့ခေတ်တွေမှာတည်းကလိုချင်ရင်ကျွန်တော်တို့ယူလို့ရတယ် တော့ကိုကိုနိုင်ကနိုင်ငံပြုပြင်ပြောင်းလဲမှုကိုပဲဥတည်ပြီးတော့စ조사ခဲ့တာဖြစ်တဲ့အတွက်ကြောင့်လည်းဒီလောက်ကျွန်တော်တို့ဟိုအပင်ပန်းခံအကြက်သေးတွေကြားထဲမှာကျွန်တော်တို့ဆောင်ရွက်နေတာပဲနောက်ဆုံးမှာဟိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကိုသတင်းစကားပေးပါဆိုဘာပြောမလဲရွေးကောက်ပွဲကိုစန့်ကျင်ရင်ဘာလုပ်မလဲဆိုတာကိုစဉ်းစားနောက်တစ်ခုကနိုင်ငံရေးကကိုကမပတ်သက်ခြင်းလဲမိဖို့တောင်းတဲ့ရောက်လာတာ အဲ့တော့ကျွန်တော်တို့ကဒီနိုင်ငံကြီးပြောင်းလဲခြင်းနဲ့ဆိုရင်ရွေးကောက်ပွဲကိုဟလာတကယ်ကို့အတွက်ကိုစားပြုမဲ့ပြီးတော့ဒီမိုကရေစီရေးဖက်ဒရယ်ရေးမှာခိုင်ခိုင်မာမာရပ်တည်တဲ့အင်အားစုတွေကိုလုံပိုင်ခွင့်ရအောင်လုံမပေးဘူးဆိုရင်စိတ်တန်းကြသူများလုံသွားတာခံရမယ်အဲ့တော့ကျွန်တော်တို့ကအဲ့တော့ကို့လုံပိုင်ခွင့်ကို့ရဲ့ရပိုင်ခွင့်ကိုကိုကိုယ်တိုင်ကျင့်သုံးပြီးပြောင်းလဲမလား သူများလှုပ်ချင်တိုင်းလှုပ်သွားတဲ့ပြောင်းလဲတာကိုခံမလားအဲ့တော့ကျွန်တော်တို့ကကိုကိုယ်တိုင် ပြောင်းလဲမလားသူများပြောင်းလဲသွားတာကိုခံမလားဆိုတာပြည်သူတွေကရွေးချယ်ရမယ်လို့ကျွန်တော်အဲ့လိုမြင်ပါတယ်။ဘာများထပ်ပြောရရှိသည်။အဲ့တော့အဓိကကတော့ဟိုရွေးကောက်ပွဲဟာပြဿနာတွေကိုဖြေရှင်းဖို့ဆိုတာတဲ့ပြဿနာကိုအသွင်ပြောင်းပြီးဆက်လက်ဖြေရှင်းနိုင်ဖို့အတွက်စူးစမ်းနေတာဖြစ်တယ်။အဲ့တော့တေချာတာကတော့ လက်ရှိဖြစ်နေတဲ့အရေးပေါ်အခြေအနေမှာနိုင်ငံသားအခွင့်အရေးတွေဆုံးရှုံးနေတာတွေနောက်ဆုံးပြောရရင်စီစာကျွန်တော်တို့ဘာလို့ကျွန်တော်တို့ဥပဒေပိုင်းဆိုင်ရာဟလာရပိုင်ခွင့်တွေဆုံးရှုံးနေတာတွေကိုပြန်ပြီးတော့ရရှိလာအောင်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်တယ်ပြီးတော့တည်ငြိမ်မှုနဲ့ဒီတရားဥပဒေစိုးမိုးမှုကိုရွေးကောက်ပွဲရနေတဆင့်နောက်တချို့မိဖက်နိုင်ငံတွေနိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုပါပို့ပြီးတော့အားကောင်းလာရင် လက်ရှိအခြေအနေတော့ပိုပြီးကောင်းလာလိမ့်မယ်လို့မျှော်လင့်တယ်။ဒါကြောင့်ဟိုပြည်သူတွေအနေနဲ့နိုင်ငံရေးနီလန်းကိုအားပေးဖို့နဲ့ဟလာဟိုထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းကြပါလိမ့်မယ်။ဒီလိုသုံးလိုက်ကြည့်ခဲ့ပြီးတဲ့ပြည်စင်အားလုံးကိုထိုးပေးကြဖို့ရှိပါတယ်။